SME လုပ်ငန်းတွေမှာကြုံတွေ့ရနိုင်တဲ့နည်းပညာဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်ဖို့အတွက်ကျင်းပတဲ့ Hackathon ပြိုင်ပွဲမှာပထမဆုရသွားတဲ့မိန်းကလေးတွေအများဆုံးပါဝင်တဲ့ ACE အဖွဲ့အကြောင်းကိုဒေါ်ရင်မင်းဦးကတင်ဆက်ပေးတာပါခင်ဗျာ။ application တွေကိုရေးဆွဲဖန်တီးရတဲ့ဒီပြိုင်ပွဲမှာပထမရရှိတဲ့ ACE အဖွဲ့ဟာလူငယ်လေးတွေနဲ့ဖွဲ့စည်းထားပြီးတော့အဲ့ဒီအဖွဲ့မှာ web developer တွေ programmer တွေဖြစ်တဲ့မိန်းကလေး၅ဦးယောက်ျားလေး၂ဦးပါဝင်ပါတယ်။အဓိကနည်းပညာတင်လာတော့ဟနုငငယ်လေးကရနေပြီးတော့ဟိုလေ့လာခဲ့ရပါတော့ sub study တွေလုပ်တယ်ပြီးတော့သင်တန်းတွေတက်တယ်ပြီးတော့အဓိကအမဟိုအဟန့်တာဖြစ်စေဟာကြတော့ဒီလိုကိုယ့်ရဲ့ sub study လုပ်တဲ့အချိန်ပေါ့နော် sub study လုပ်မယ် ကိုဒီမှာတည့်ရဲ့ဟာတွေမဟုတ်ဘူးတခြားနိုင်ငံဟာတွေတခြားနိုင်ငံသူဘယ်သူတွေဘာလုပ်တယ်ဆိုတော့တည့်ရဲ့ဟာကိုကိုကသွားပြီးတော့သူတို့ဟာတွေကိုလေ့လာခြင်းနဲ့အတူယူခြင်းနဲ့ဆိုပြီးတော့သူတို့သွားပြီးတော့ဘာဖြစ်မယ်ဆိုရင်အဓိကအင်တာနက်မှာပေါ့နော်အင်တာနက်မှာတက်ရှာတယ် ကြံပွဲဟာ48နာရီကြာမြင့်ပြီးအသီးအနှံတွေတင်ဖို့ရောင်းချတဲ့လုပ်ငန်းမှာသုံးဆွဲနိုင်ဖို့ application ကိုရေးဆွဲပြီးပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ဒီပညာနဲ့ပတ်သက်လို့သူတို့ပထမဆုံးကြုံတွေ့ရတဲ့အခက်အခဲကတော့ internet connection ပဲဖြစ်တယ်လို့အဖွဲ့ဝင်တဦးဖြစ်တဲ့မတ်ရွှေမြဝင်းကဆိုပါတယ်။အဲ့လိုမျိုး internet connection တွေနေတယ်ပြီးရင်ကိုကတော့တိနေတက်နေပါတယ်။ဒါတွေဖို့ထုတ်ပြပြီးတော့ပြမယ့်နေရာမရှိဘူးပေါ့နော်။အဲ့ခါကျတော့ဟိုတိနေတက်နေတာပဲရှိတယ်ကဘာတိမလားပေါ့နော်။ ID နဲ့ပတ်သက်ရင်မြန်မာနိုင်ငံမှာအလုတ်ကင်ခွင်လန့်အခက်အခဲရှိခဲ့လို့နိုင်ငံခြားမှာအလုတ်ထွက်လောက်ရတဲ့အနေအထားမျိုးရှိခဲ့ပါတယ်။အခုတော့ပြောင်းလဲစပြုနေပြီဖြစ်ပေမဲ့လည်းအစိုးရရဲ့ထောက်ပံ့ပေးမှုကတော့လိုအပ်နေသေးပါ။ တော့ထုံးတော့ထုံးကားလာရဲဒါပေမဲ့အရန်ကြီးတော့မဟုတ်သေးဘူးလို့ပြောရမှာပေါ့နော်ဟိုအရန် IT log ကိုအရန် supporting ပေးရတာမျိုးကြီးလည်းတိတ်ပြီးတော့မရှိသေးဘူးပေါ့နော်ဟိုလှုပ်တော့လှုပ်နေကြတော့ဒါပေမဲ့ဟို moving ပေါ့နော်သွားနေတော့ရှိသေးတယ်အဲ့လိုဟိုရည်ရွယ်ချက်တစ်ခုကြီးအထီတော့မရောက်သေးဘူးပေါ့နော်ဒါပေမဲ့ဟို moving သွားနေတော့မယ်အဲ့နေရာရောက်အောင်တော့အကုန်လုံးကိုစူးစမ်းနေကြတော့မှရှိပါသေးတယ် တို့အဖွဲ့ဝင်တွေအားလုံးဟာကွန်ပျူတာပညာကိုမြန်မာပြည်မှာပဲသင်ယူခဲ့ကြသူတွေပါသူတို့အဖွဲ့ဟာပထမဦးဆုံးကြိမ်ကြီးပါတဲ့ hackathon ပြိုင်ပွဲမှာပါဝင်ခဲ့ပေမဲ့စုရရှိခဲ့ခြင်းမရှိဘဲဒုတိယကြိမ်မြောက်ရှင်ပြိုင်မှုမှာပထမရခဲ့တာဖြစ်ပြီးစုငွေကြေးဒေါ်လာ2000အပြင်ပညာသင်စုတွေလည်းရရှိခဲ့ပါတယ်ကျွန်မရမင်းဦးပါရှင်